ယေရှုဘာပွဲနဲ့ပတ်သက်ပြီးတော့တချို့သောသူတွေကတချို့သောမနာလိုတဲ့သူတွေကယေရှုဘာဟာပြန်မဲ့ဖိုက်တာရယ်ဆူရီယာရဲ့မထီးတင်တဲ့နေရာကိုနှစ်ကြိမ်တိုင်တိုင်နော်ဘိုးကိုကမ်းမိသွားတာဖြစ်တဲ့အတွက်တသက်ကြီးတော့ကန်နာမဟုတ်ဘူးပေါ့ဗျာနှစ်ကြိမ်တိုင်တိုင်ကမ်းမိတာရှက်ပြီးတော့ကမ်းမိသွားတာဖြစ်တဲ့အတွက်ဟိုဘက်ကပြန်မဲ့ဖိုက်တာကနာကျင်သွားပြီးတော့အခုလိုမျိုးယေရှုဘာကိုရှုံးနေရတာဆိုပြီးတော့မနာလိုတဲ့သူတွေကပြောပါတယ်ဝေဖန်ကြပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေရော အားလုံးလည်းသိပြီးသားဖြစ်မှာပါနော်ဂျိုင်မက်ဖိုက်တာရဲဆူရီယာကတော်တော်လေးကိုစိတ်ဓာတ်ကောင်းတဲ့ကောင်းပြနော်တချို့သောမြစ်ပတ်တဲ့သူတွေကအခုလိုမျိုးအကန့်ခံရလို့ရှိရင်ပွဲကိုဖျက်လိုက်လို့ရတယ်မထိုးချင်ပဲหนีလိုက်လို့ရတယ်ဒါပေမဲ့တကယ်ကိုစိတ်ထားမုံမြတ်ပါလေပွဲပြီးအင်တာဗျူးမှာလေဂျိုင်မက်ဖိုက်တာဖြစ်တဲ့ရဲဆူရီယာကအခုလိုကိစ္စနဲ့ပတ်သက်ပြီးတော့သူညံ့လို့ရှုံးတာဖြစ်ကြောင်းကိုအမှန်တိုင်းပဲဝန်ခံသွားတယ်နော်ဟိုလိုလိုဒီလိုလိုမပြောဘူး တချို့တော့မနာလိုတဲ့သူတွေကတော့ဂျက်ရှွာဘန်ကန်ကောင်းသွားတယ်ပါညာပြောကြတယ်ပေါ့ဗျာဂျက်ရှွာဘန်ဒီကနေ့လှုပ်ပြသွားတာကအလေးမထိုးနိုင်တာကလွဲပြီးတော့ကျန်တဲ့ performance တွေအကုန်လုံးကတကယ်ကိုချီးကျူးစရာပါနော်ဂျက်ရှွာဘန်ဟာတကယ်ကိုပဲ whistling defense မှာတော့တကယ်ကိုနင်းစနစ်ကောင်းစွာနဲ့လှုပ်ပြသွားခဲ့တာတွေ့ရပါတယ်နော် Ray Surya ဟာ UFC မှာတကယ်ကို ရှားမှရှားတဲ့နဗန်ရောဂျီရိုရောတကယ်ကိုမှအမြင့်တနေရာရောက်နေတဲ့အသက်ငယ်ငယ်နဲ့အမြင့်တနေရာရောက်နေတဲ့ fighter ဖြစ်တယ် အဲ့ဒါလိုမျိုးနော်နဘန်းနဲ့ဂျူရိုကိုပဲအားဆိုင်ပြီးတော့ကစားတဲ့ fighter ကို Joshua Van ကကောင်းကောင်းမွတ်မွတ်လေးနော် defense လုံးပြသွားတာကတကယ်ကိုချီးကျူးစရာပဲအနာဂတ်မှာ Joshua Van ဟာဒီလိုမျိုး fighter တွေနဲ့ဂျုံလာရင်လေများစွာအတွေ့အကြုံရပြီ champion တော့ဖြစ်သွားနိုင်ပါလိမ့်နော် Joshua Van ရဲ့အနာဂတ်ကတတော်လေးကိုလှနေပါပြီ Joshua Van ဟာ power လေးအနေငယ်အားထည့်ပြီးတော့နော်လေ့ကျင့်ဖို့ပဲလိုတယ် Joshua Van ကတော့ချင်းတိုင်းသာဖြစ်တည်နေကြီးသူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်းဆိုင်ရာမှာတော့ လူကောင်တေးတာကိုတော့ကျွန်တော်တို့ညင်းလို့မရဘူး။ဘာဖြစ်ဖြစ်လူကောင်မေးတိတိဂျော့ရှွာဘာဟာတကယ်ကိုမှစပြင်းနေကောင်းပြီ။ဘလိုဝေးဖြစ်ဖြစ်ပါဒီကနေ့ပွဲကတော့ပြိုင်ဘက်ဖိုက်တာကိုဂျော့ရှွာဘန်ကမထီတဲ့နဲ့နေရာကိုနှစ်ကြိမ်တိုင်တိုင်ထီလို့အနိုင်ရတာမျိုးမဟုတ်ပဲနဲ့တကယ်ကိုအရေးချင်းရှိလို့နော်လုတ်ပြသွားတာအများကြီးပြည်သက်တွေရောတွေ့မှာပါနော်တကယ်ကိုအရေးချင်းရှိလို့အနိုင်ရသွားတာဖြစ်ကြောင်းကိုနော်ကျွန်တော်တို့ဒီကနေ့ပဲပြောပြစီနော် UFC ကတော့ဒီကနေ့ Joshua Bain ရဲ့ performance ကိုသိအားမရဘူးပေါ့ဗျာ လိုဖြစ်လို့လဲဆိုတော့အလေးထိုးနဲ့အနိုင်မထိုးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဘလိုဖြစ်ဖြစ်ဂျော့ရှော်မှာဟာနိုင်ပွဲဆက်ခဲ့ပြီးတကယ်ကိုလည်းအားရရမြန်မာကုံဆောင်တဲ့ကောင်းကြီးချန်ပီယံဖြစ်ပါစေဗျာ။